အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့အင်ကာနိတရက်စာအတွက်ဖြစ်ပါတယ်ကျွန်တော်ရဲ့ဇလံလေးကို နားထောင်ရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကို မကြော်ဘဲနဲ့အစာအဆုံးတီချာလေးကြည့်ပေးပါခင်ဗျာတခါတုန်းကရွာငယ်လေးဒီရွာမှာဥပါတိုးနဲ့ဒေါ်မြရင်ဆိုတဲ့တက်ကြီးရွယ်ကိုဇနီးမောင်နှံနှစ်ဦးနေထိုင်ကြပါတယ် သူတို့မှာတော့မောင်ထုလို့ခေါ်တဲ့တူရဲသောသားလေးတစ်ယောက်ရှိပါတယ်။ဥပါတိုးနဲ့ဒေါ်မြရင်ဟာရောသားဖြောင်းမှတ်ပြီးတော့တတ်နိုင်သလောက်ဒါနာကုသိုလ်ပြုလေရှိတဲ့တောင်သူလေသမားကြီးတွေပါ။သူတို့ရဲ့ဘဝကတမန်ကရှန်ကပင်ဖြစ်နေခဲ့ပေမဲ့သူတို့ရဲ့သားလေးမောင်ထုရဲ့အပေါ်မှာတော့အချစ်တွေမျော်လင့်ချက်တွေနဲ့အကုန်ပုံအပ်ထားကြပါတယ်။မောင်ထုကိုပညာတတ်ကြီးဖြစ်စေချင်ပါတယ်။ လူတစ်လုံးသူတစ်လုံးဖြစ်စေခြင်းနဲ့ဒါပေမဲ့မောင်ထူးကတော့အရွယ်ရောက်လာတာနဲ့အမျှသူမိဘတွေရဲ့ဆင်းရဲတဲ့ဘဝကိုမနှိမ်ညို့တော့ပါဘူးအဖေနဲ့အမေဒီတောင်ရံအလုပ်တွေဒီလေအလုပ်တွေလုပ်နေလို့ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးဒါမြို့တက်ပြီးတော့စီးပွားရှာမင်းတထဲပြင်းမှဒီရွာကိုပြန်လာခဲ့မင်းအဲ့ဒီလိုပဲမောင်ထူးကတော့မကြာခဏပြောလိရှိပါတယ် အဘေဖြစ်သူဥပဒိုးကတော့တပြင်းရှည်ကြီးခြာရင်နဲ့ပဲ။ตายေချမ်းသာတာထက်အရေးကြီးတာစိတ်ချမ်းသာဖို့ပါ။ကိုချွေးနေစာနဲ့ရိုရိုတာတာရှာဖွေစားတော့ရတဲ့ဘဝဟာကုန်ရှိပါလေ။မြို့ကြီးပြာကြီးမှာ လောကဒဏ်တရားကကျန်နေကွ။အမေဖြစ်သူဒေါ်မြရင်ကတော့မျက်ရည်ဆန်းဆန်းနေပဲ။အားရဲ့အဝေးကြီးမတော်ပါနဲ့။အမေတို့မှာတားတယောက်ပဲရှိတာ သားမျက်နှာလေးမြင်နေရရင်အမေတို့ခြေနဲ့ပါပြီလို့ဒါရှာပါတယ်။ဒါပေမဲ့မောင်ထူးဟာနားမဝင်ခဲ့ပါဘူး။သူ့မျက်စိထဲမှာရွှေငွေရတနာတွေတိုက်ကြီးကားကြီးတွေနဲ့ပြင်းနေနေတဲ့မြို့ကြီးရဲ့မြေခွင်းကိုပဲစိတ်ကူးရင်နေခဲ့ပါတယ်။ဒီနေ့မှာတော့မောင်ထူးဟာသူ့မိဖတွေတားဆီးနေတဲ့ဂျားတွေကပဲသားကိုမတားကြပါနဲ့တော့ တားအောင်မြင်လာတဲ့တနေ့အဖေနဲ့အမေကိုရဟန်းရင်နဲ့လာခေါ်မယ်လို့ရွေးကြော်ပြီးတော့အိမ်မှာရှိတဲ့ငွေစာလေးနှင်းငယ်ကိုဆွဲယူပြီးတော့မြို့တော်စီကိုထွက်ခွာသွားခဲ့ပါတော့တယ်။ဥပါတော်နဲ့တော်များရင်တို့မှရံရင်ခဲ့တဲ့အိမ်တိုင်းလေးကိုဖက်ပြီးတော့မျက်ရည်တွေနဲ့သာကြံရစ်ခဲ့ရရှာပါတယ်။မြို့တော်ကြီးရဲ့ဘဝဟာမောင်ထိုးတင်ထားသလိုမလွယ်ကူပါဘူး။အလုံးရဖို့မလွယ်ဘူး။ သူမှာပညာရည်ချင်းကလည်းမရှိအဆက်အသွယ်လည်းမရှိချွာကယူလာတဲ့ပစံလေးကုံသွားတဲ့အခါမှာတော့လမ်းဘေးမှာအေးရတဲ့ညတွေအမိုက်ပုံကအစားအစာတွေကို ရှာဖွေစားတောက်ခဲ့ရတဲ့နေ့တွေတောင်ရှိခဲ့ပါတယ်။အဲဒီခါကျမှသူ့အမေဒေါ်မြရဲ့ချက်ကျွေးလေးရှိတဲ့ထမရည်ပူပူလေးနဲ့ငပိရည်ချိုလေးတစ်ခွက်ကို တန်တာမိပါတယ်။သူ့အဖေဥပါတို့ရဲ့ဒါရဲ့လောကမှာရိုသားမှုနဲ့ဝရိယကလွဲရင် ဘာမှအကောတရားမရှိဘူးဆိုတဲ့သုံးမစကားတွေကို ပြန်ချားရောက်မိပါတယ်။မောင်သူဟာမာနကိုခေါ်ဝါချပြီးတော့ဇေကံမှာအလုတ်ကျန်းသမားအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ရပါတယ်။ပင်ပန်းလွန်းလို့ညညာဆို ကိုရီလက်တွေကိုက်ခဲ့ပြီးတော့ညက်ရီတွေကလည်းကြားခဲ့ရပါတယ်။ဒါပေမဲ့ငါမအောင်မြင်ပဲရွာကိုပြန်မသွားနိုင်ဘူးဆိုတဲ့မာနစိတ်နဲ့ပဲကြိုးစားခဲ့ပါတယ်။သူ့ရဲ့အဖေတင်ပေးလိုက်တဲ့ယောသားမို့ သူ့အမေတင်ပြလိုက်တဲ့ဂျင်နာမှုတွေကို လက်ကင်ထားပြီးတော့လူတွေနဲ့ဆက်ဆံပါတယ်။နှစ်တွေကြာလာတာနဲ့အမျှဇေကန်းကအလုသမားကောင်ကုံစီတိုင်းကဆရေနောက်ဆုံးတော့ကိုပိုင်ကုံဆောင်ဆိုင်လေးဒီဇိုင်းဖွင့်နိုင်တဲ့အထိတဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်။အဲဒီလိုနဲ့အချိန်တွေက10နှစ်တောင်ကြာသွားခဲ့ပါပြီ။မောင်ထူဟာအခုဆိုမြို့မှာတိုက်ခန်းတခန်းနဲ့ကားတစ်စီးပိုင်ဆိုင်ပြီးတော့ဦးမောင်ထူလို့ခေါ်လောက်တဲ့အခြေအနေကိုရောက်ခဲ့ရပါပြီ။ ယဟန်ရင်နဲ့တော့ပြန်မခေါ်နိုင်သေးပေမဲ့သူမိဘတွေကိုဂုံယူစွာနဲ့ကတော့နိုင်လောက်တဲ့ချွေငွေတွေအဝိဇ္ဇာတဲ့တွေအများကြီးစုဆောင်ထားနိုင်ခဲ့ပါပြီ။ငါအိမ်ပြန်တော့မယ်။အဖေနဲ့အမေကိုငါရဲ့အောင်မြင်မှုတွေအကြောင်းပြောပြမယ်။သူတို့ကို ကောင်းကောင်းမွန်မွန်ထားတော့မယ်။အဲဒီလိုဆုံးဖြတ်ပြီးတော့ဂါဒစီနဲ့အကောင်စားလက်ဆောင်ပစ္စည်းတွေအပြည့်တင်ပြီးတော့သူ့ရဲ့ဇာတိရွာလေးစီကိုဦးတည်လာခဲ့ပါတယ်။ လမ်းတစ်လျှောက်လုံးသူ့ရဲ့စိတ်ထဲမှာဖြောရှင်မှုတွေနဲ့အတူအပြစ်တင်စိတ်လေးတစ်ခုကလည်းကလိကလိနဲ့ဝင်လာနေပါတယ်50နှစ်လုံးလုံးအဖေနဲ့အမေစီကိုစားတကြောင်းတောင်မရေးမိခဲ့ပါလားဘုံတစ်ခါတောင်မဆက်မိခဲ့ဘူးငါ့ကိုစိတ်များစိုးနေကြမလားစိတ်များပုန်နေကြမလားအဲ့ဒီအတွေ့အကြုံနဲ့ပဲရင်ထဲမှာမကောင်းလာပါဘူး။ရွာထိပ်ကိုရောက်တော့ဒေဝင်ဖြိုးပြအချင်းသူ့ရဲ့ကားတက်ကြီးကို ဂျွာသားတွေကဝိုင်းဝန်းကြည့်နေကြပါတယ်။မောင်ထူဟာကားပေါ်ကဆင်းပြီးတော့သူ့ရဲ့အိမ်လေးရှိရာစီကိုလက်ဆောင်ထုတ်တွေဆွဲပြီးတော့အားရဝမ်းသာနေပဲပြေးသွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အိမ်လေးကအရင်လိုမဟုတ်တော့ပါဘူး။ဂျန်စီယိုးတွေကယူချနေပြီ။အိမ်တကားရွက်တွေကဆွေးမြေ့နေပြီ။အိမ်လေးတစ်ခုလုံးဟာတိတ်ဆိတ်ငြိမ်သက်ပြီးတော့လူသူကင်းမဲ့နေသလိုပါပဲ။အမေအမေ တားပြန်လာပြီအဖေတို့ရဲ့တားမောင်ထူးပြန်လာပြီသူអော်လိုက်ပြီမဲ့တိတ်ဆိတ်ခြင်းကသာသူ့ကိုပြန်လဲကြိုးစိုးနေခဲ့ပါတယ်သူ့ရဲ့ရှင်တွေတရိန်တိန်ခုံလာခဲ့ပါတယ်အဲ့ဒီအချိန်မှာဘေးအိမ်ကအသက်ကြီးကြီးအတော်ကြီးတယောက်ကတော့ထွက်လာပြီးတော့သူ့ကိုမှမ့်မိသွားပုံနဲ့ပဲဟဲ့မောင်ထူးလားတားပြန်လာတာနောက်ကျသွားပြီခွဘာဖြစ်လို့လဲတော့ ဖေနဲ့အမေဘယ်မှာလဲသူတို့ဈေးသွားကြတာလားအတော်ကြီးဟာခေါင်းကိုဖြင်းချင်းစွာခါရမ်းလိုက်ပြီးတော့ဘိုးဘတော်နဲ့တော်များရင်တို့စုံသွားတာ၃နှစ်တောင်ကျော်ခဲ့ပြီသားရဲ့သူတို့တားကိုညှော်လိုက်ရတာနေတိုင်းရွာထိပ်ကတစ်ပင်ကြီးအောင်မှာတားပြန်အလာကိုထိုင်ဆောင်နေကြတာငါသားလေးပြန်လာရင်ချွေးဖို့ဆိုပြီးတော့တော်များရင်ကပုံလေးတွေလှုပ်လှုပ်ထားကြတယ် ောက်ဆုံးအချိန်မှာတော့ငါသားငါသားလို့တပြီးတော့ဆုံးသွားရှာတာပါကွယ်မောင်သူတယောက်သူ့လက်ထက်ကလက်ဆောင်တော်ကြီးတွေမြေပေါ်ကိုဘုတ်ကနေပြုတ်ကျသွားပါတယ်သူ့ရဲ့ဒူးတွေမြေပေါ်ကိုထောက်ကျသွားပြီးတော့ဆွေးမြေ့နေတဲ့အိမ်တိုင်းကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားမိပါတယ်သူ့ရဲ့အောင်မြင်မှုတွေသူ့ရဲ့ငွေဆက်ကူတွေက သူ့ရဲ့ကအရာအလုံးဟာ အခုချိန်မှာအတိတ်ပဲမရှိတော့ပါဘူးအဘေအမေသာမှားသွားပါလေဗျာသားကိုခွင့်မလွတ်ကြပါနဲ့ မောင်သူဟာမြေကြီးပေါ်မှာလူလိမ့်ငိုကြွေးပါတော့တယ်။သူပြန်ခေါ်ခြင်းနဲ့ရဟတ်ရင်ဟာအခုချိန်မှာမိဖတွေကိုလာခေါ်ဖို့အတွက်ဘယ်တော့မှရောက်လာနိုင်တော့မှာမဟုတ်ပါဘူး။သူကတော့ကျင်တဲ့ချွေငွေတွေဟာသူ့မိဖတွေရဲ့ခြေစုံစီကိုဘယ်တော့မှရောက်ချိနိုင်တော့မှာမဟုတ်ပါဘူး။သူ့မိဖတွေသူ့စီကလိုချင်ခဲ့တာချွေငွေရတနာတွေမဟုတ်ခဲ့ပါဘူး။တားလို့ခေါ်တဲ့သူ့ရဲ့မျက်နှာသူ့ရဲ့အသက် သူ့ရဲ့ဂယုဆိုင်မှုလေးကိုပဲလိုချင်ခဲ့တာပါမောင်ထူဟာသူ့ရဲ့စီးစဉ်ဥစ္စာတွေအလုံးဒီရွာလေးမှာပဲစွန်ကျဲလူတန်းခဲ့ပါတယ်သူမိဘတွေရဲ့အမိနဲ့ဘုံကြီးเจ้าတစောင်းတက်ကြီးရွယ်အိုတွေအတွက်နားကိုရဇရက်တစ်ခုစောက်လုပ်လှူဒန်းခဲ့ပါတယ်ပြီးတော့သူကိုယ်တိုင်လည်းအဲ့ဒီရွာလေးမှာပဲသူမိဘတွေရဲ့အုပ်ကူလေးကိုနေ့တိုင်းတန်ရှင်းရေးလုပ်ရင်းနဲ့ပဲလူငယ်တွေကိုမိဘကျေးဇူးအကြောင်းဟောပြောရင်းနဲ့ပဲသူ့ဘဝရဲ့နောက်ဆုံးချိန်တွေကိုကုံဆုံးစေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ဘဝအောင်မြင်မှုတွေကိုစောင့်ကြည့်ချင်းကျူဖို့မိဘတွေရှိနေသေးတဲ့အချိန်ဟာအဖို့တန်ဆုံးအချိန်ပါပဲ။နောက်မှဆိုတဲ့စကားတစ်ခွန်ကြောင့်အချိန်တွေမနှောင်းသွားပါစေနဲ့။မိဘကျေးဇူးတရားဆိုတာမျက်စိရှိမှ ရှိနေတော့လွှဲထွေးနေတော့တန်ပိုးတာပါ။ပျောက်ွယ်သွားမှနောင်တာတရားနဲ့ရည်ရည်ကြခြင်းဟာအင်မတန်မှ ရှင်နာဖို့ကောင်းလာပါတယ်။ဒီဇလန်လေးကအလုံးအတွက်အချိုးရှိမယ်လို့မျှော်လင့်ပါတယ်။ အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။